ကယ်တီတစ်ခေါက်မှာတော့ပီဇာတို့ဟော့ပေါ့တို့မှာထည့်စားတဲ့မတ်ဇရယ်လာချီစ်လုပ်ပါမယ်။နွားနို့တစ်ပိတ်သားကိုမီးအေးအေးနဲ့ကြိုပါမယ်။အိုးကပ်မှာဆိုလို့တောက်လျှောက်မှွေပေးပါ။ပြီးတော့ရင်လက်ညှိုးလေးနဲ့ထည့်ကြည့်ပြီးတော့အပူမခံနိုင်တော့လောက်တဲ့အနေထားရောက်ရင်ရှလကာရီ၅စွန်းထည့်ပြီးတော့မှွေပေးပါ။အရင်နဲ့အဖက်နဲ့ကွဲသွားပြီဆိုရင်2မိနစ်လောက်အိုးအဖုံးလေးပိတ်ထားပေးပါ။ ပြီးတော့ရင်အထက်ကအဖတ်တွေကိုစကားနဲ့ဆဲထုတ်ပေးပါရှင်ပြီးရင်အဲ့ဒီကြံတဲ့အရေကြီးတဲ့ကိုစားထည့်ပေးပါစားကိုကိုအငန်စားသလောက်ထည့်ပေးပါတော့ဘုံငငန်လေးစားကြရင်တော့စားအများကြီးထဲပေါ့ကျမတော့နည်းနည်းပဲထည့်ပါပြီးရင်ဆဲထားတဲ့နိုးဖတ်တွေကိုဂျုံနေတဲ့လိုမျိုးလေးစုနေပေးပါရှင်နေပြီးရင်ခုနကအရေကြီးအိုးတဲ့ကိုစက္ကန့်20လောက်နှစ်ထားပေးပါပြောမယ်ဆိုရင်တော့ဒါအပူပေးတဲ့သဘောမျိုးပေါ့နော်သူကအပူပေးမှဟိုကိုလိုချင်တဲ့ဖျောင်းရုပ်လိုပဲဖျောင်းရုပ်လိုပဲဟိုပုံသွင်းလို့ရမှာလीဒီလို နယ်လို့ရမှာနယ်နေနဲ့လည်းအေးသွားတယ်ဆိုမာစက်တောက်ကြီးဖြစ်သွားလို့ပုံသွင်းလို့မရတော့ဘူးပြောဟိုမညက်တော့ဘူးပေါ့နော်ညညက်လေးမဖြစ်တော့အဲ့ဒါကြောင့်မလို့အိုးရဲအရေးကြီးရလဲအေးသွားတယ်ဆိုရင်ကိုနယ်နေတော့ဝမီးအပူလေးပေးလိုက်ပါခုနအတိုင်းပဲလက်ညှိုးထဲလို့ပူမခံနိုင်တော့တဲ့အနေထားဆိုရင်မီးပိတ်လိုက်ပါအရင်ပူလို့လည်းမရအောင်နော်ရေအဲ့ဒီအတိုင်းပဲဆယ်လိုက်အဲအသားလေးညက်သွားအောင်နယ်လိုက်အဲပြီးရင် အိုးတဲကိုစက္ကန့်20လောက်နှစ်လိုက်10လိုက်နယ်လိုက်နှစ်လိုက်50ကားလောက်ချောတဲ့အထိအဲ့လိုလေးလှုပ်ပေးပါကဲအခုဆိုရင်တော့အလုံးလေးကချောချောညက်ညက်လေးဖြစ်လာပါပြီ ညညက်လေးဖြစ်သွားပြီဆိုတော့ဒီ cheese အလုံးလေးကိုရေခဲရေထဲမှာ5မိနစ်စိမ်ထားပေးပါမယ်5မိနစ်စိမ်ထားပြီးရင်တော့စားလို့ရပါပြီဒါကတော့ကျွန်မပလတ်စတစ်လေးနဲ့ထုတ်ပြီးတော့ရေခဲတက်တာအခဲခန်းထဲမှာထည့်သိမ်းထားမှာကျန်တဲ့အလုံးသေးလေးကိုတော့ cheese ဖြစ်မဖြစ်အဲစမ်းတက်ကြည့်ပါမယ်အဲအိုးကိုမီးအပူလောင်အပူဆုံးပေးပြီးတော့မီးပိတ်လိုက်ပါတယ်ပြီးတော့အိုက်တဲအိုးတဲ့အပူချိန်လေးနဲ့กินလိုက်ပါမယ်ရှင်ကဲဒီမှာတော့ပီကယ်လိုလဲဆွဲလို့ရတယ် mozzarella cheese ဖြစ်ပါတယ်ရှင် ဒါလေးကိုတော့ကျမစားလိုက်ပါမယ်အရှမ်းလေးကြိုက်ပါတယ်ရှိရှုသူတို့ရောကျမနဲ့အကြိုက်တူကြလားရှင်